မင်္ဂလာပါစနိုးပါဒီနေ့စနိုးကဗိုက်ချက်ချင်တယ်ဆိုတဲ့သူလေးတွေအတွက်ကိုအခြေခံမရှိအောင်မှလိုက်ဆော့လို့ရမယ့်လေ့ကျင့်ခန်းလေးတွေလုပ်ပေးသွားမှာဖြစ်ပါတယ်။လေ့ကျင့်ခန်းလေးရကြတော့ဗိုက်ချက်တဲ့လေ့ကျင့်ခန်းလေးရောကာဒီယိုလေ့ကျင့်ခန်းလေးရောထည့်ပေးထားတာဆိုတော့အကုန်လုံးရမယ်လို့မျှော်လင့်ပါတယ်။အဲ့တော့ကြည့်ကြည့်အောင်နော်။ ။ဒါမှမဟုတ်တော့လေ့ကျင့်ငယ်လေးကခြောက်လေးပူပြီးတော့လက်လေးကပ်လိုက်မယ်။ခြောက်ကိုင်းလက်ကမယ်။ခြောက်ပွင့်လက်ပူမယ်။အဲ့ဒါလေးကိုကိုယ်အိမ်မှာတိုင်မာလေးကိုပေးမယ်နော်။ဖုန်းထဲမှာတိုင်မာလေးရှိတယ်။တိုင်မာလေးကိုနှိပ်မယ်။10မိနစ်နှိပ်မယ်။ပြီးရင်ဒါလေးသားကြည့်အောင်နော်။စစချင်းလုပ်တယ်ဆိုလို့ရှင်တော့10မိနစ်ကများကောင်းများလိမ့်မယ်။အဲ့ဆိုရင်မနိုင်ရင်နိုင်တဲ့လောက်ပဲလုပ်လို့ရတယ်နော်။ဒါလေးတစ်ခုစောင့်ပေး။နောက်တစ်ခုကကြတော့ဒီဒူးလေးကိုမြှောက်မယ်။ပေး။ညာ။ ပဲညာညောက်တာလေးသွားမယ်နော်ဒီလက်ကလေးကကျတော့ကိုယ့်ရဲ့ဘိုင်နားလေးမှာထားပြီးခံထားတဲ့ပုံစံလေးဒီလက်ကိုကိုယ့်ရဲ့ပောင်ကလာကန်တဲ့ပုံစံလေးနော်အဲ့ဒါလေးကိုသွားကြည့်မယ်ကိုယ့်ရဲ့ဖုန်းထဲမှာတိုင်မာလေးကိုမှတ်လိုက်တိုင်မာလေးကိုနှိပ်ပြီးသွားရင်10မိနစ်နှိပ်မယ်စသွားမယ်နော်ဒါမျိုးလေးနော်ကိုယ့်လေခြေဖနှောက်နဲ့မကြားစေနဲ့ခြေပြားထိတ်ကလေးနဲ့ပဲကန်ထုတ်တဲ့ပုံစံလေးနော်ဝနိုင်နေဆိုလို့ရှိရင်တော့ဒူးမြမြောက်ကလေးမြောက်တာမိုးတယ်လုံးဝမခံနိုင်ဘူးဆိုလို့ရှိရင်နှိမ့်နှိမ့်လေးပဲသွားပါတော့โอเคဒါလေးတွေ啊 ရှေ့ဆုံးမှာလှုပ်ရမယ်ဟာလေးဘာရိုက်တာလေးစမယ်ကြည်ရအောင်ကဲဘာရိုက်တာလေးကကြတော့ကိုကအရင်ဆုံးထိုင်လိုက်မယ်နော်ချောက်ကလေးကကြတော့နည်းနည်းလေးချဲထားမယ်ဒူးလေးထောင်ထားမယ်ပြီးရင်ဒီဘိုက်ကိုအထဲတဲ့ထက်ဒီတင်မာလေးကိုအထဲတဲ့ထက်မခါလေးကိုကုန်းချလိုက်မယ်အနောက်ကလေးကိုလှန်လှန်လှန်လက်လေးတွေဆန်ထုတ်လိုက်မယ်ခြေထောက်မကြွစေနဲ့ဘိုက်ကလေးကိုတေချာလေးညှစ်ထားမယ်ဘိုက်ရဲ့အတင်းဆုံးနေရာရောက်ပြီဆိုရင်ရက်လိုက်နည်းနည်းလေးကရှေ့ကိုကြည့်မယ်ဇက်လေးပခုံးလေးဖြောထားမယ်သက်ရှူထားမယ် ီတိုင်းလေးကိုလည်းတိုင်မာလေးပေးပြီးတော့10မိနစ်တော့ပေးရမယ်နော်။ဒါလေးပြီးသွားပြီဆိုလို့ရှိရင်လက်လေးကိုရှက်မယ်။လက်သေးလေးဆုံးမယ်။ခုနအတိုင်းလေးပဲခါလေးကွေးမယ်အနောက်ကိုလှမ်းမယ်။ဖဲညာလေးကိုခနာကိုလေးကိုလွှဲထုတ်တဲ့ပုံစံလေး။ကို့ဒီလက်ထက်ကအဲ့တခုလေးကိုလေချိန်သီးလေးကိုစွဲလွှဲတဲ့ပုံစံမျိုးလေးနော်။အဲ့မျိုးလေးတောင်းပေးမယ်။ဒါလေးကိုလည်းကိုယ့်ရဲ့ဖုန်းလေးနဲ့10မိနစ်လေးတိုင်မာပေးပြီးတော့သွားပေးမယ်နော်။ ဲ့ဒါလေးပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခုကဒီလက်ကလေးရာတင်မအောက်ကလေးတွေကိုထည့်လိုက်မယ်နော်လက်ဖမိုးလေးကအောက်ကကျန်းလေးမှရှိမယ်လက်ဖမိုးလေးကတင်မအပေါ်လေးမှရှိမယ်ပြီးရင်ခြောက်ကလေးကိုဆန်ထုတ်လိုက်မယ်တို့ကိုကိုးပြီးဆွဲမယ်ဆန်ထုတ်မယ်နော်တို့ကိုကိုးပြီးဆွဲမြောင်းမယ်ဆန်ထုတ်မယ်ဒါလေးကိုကအရင်ကြီးခတ်တယ်ဆိုလို့ရှိရင်လယ်ဘင်းလေးတွေခြားထားမယ်ဆွဲမယ်ဆန်ထုတ်မယ်ဆွဲမယ်ဆန်ထုတ်မယ်ဒီညမှာတက်ရှုမယ်ဆန်ရင်ရှုထုတ်မယ်အမျိုးလေးနော် ကဲဒါလေးကိုလည်းတိုင်မာလေးပေးပြီးတော့10မိနစ်လေးသွားပေးရမယ်နော်ကဲအဲ့ဆိုလို့ရှိရင်ခုနပြရတဲ့လေ့ကျင့်ခန်းလေးတွေကြတော့အစအဆုံးနော်အရှိရောအရှိမှ2ခုပါမယ်ဖိုက်ရိုက်တာ3ခုပါမယ်အဲ့5ခုလုံးကိုအစအဆုံးကိုတစ်ခေါက်စီလုံးနိုင်သေးရဆိုလို့ရှိရင်နောက်ထပ်တစ်ခေါက်နောက်ထပ်တစ်ခေါက် စုစုပေါင်း3ချုပ်လုပ်လို့ရပါတယ်အဲ့တော့အဲ့ဒါလေးကနေတိုင်းလိုက်လုပ်ပေးရမှာမလို့စမ်းကြည့်ကြည့်နော်နောက်ပြည့်လေးမှာစုံမယ်တက်တာ